ဟယ်လိုအားလုံးပဲမိင်္ဂလာပါအောင်ဖိုးမချင်းကနေကြိုဆိုပါတယ်ဆိုတော့မနေ့ညကမနေ့ညကပေါ့နော်ညကကျွန်တော်ဒီ Chelsea နဲ့စပါးပွဲအပီမှာကျွန်တော်ပြောစရာကောင်းတဲ့အရာလေးတွေကျွန်တော်တွေ့ထားတယ်အဲဒါကတော့ကျွန်တော်ဒီနဲ့စပါးနဲ့ပတ်သက်လို့ပေါ့နော်စပါးသည်နီးပြဖြစ်တဲ့ Thomas Frank နဲ့ကျွန်တော်ကစားသမားတွေရဲ့ဂျားထဲမှာအချင်းချင်းကျွန်တော်ဒီနဲ့ယုံကြည်မှုတွေကျွန်တော်ဒါဆုံးရှုံးလာပြီလားပေါ့ဂျားထဲမှာဆိုလို့ရှိရင်ဘလို့ပြဿနာတွေဖြစ်လာနေတယ်လဲပြီးရင်ကျွန်တော်ဒီနဲ့အဝတ်အစားလဲကန်းနဲ့မှာ တောမန့်ဖရန်အတွက်ကစားမားတွေကိုကင်တွေရခက်တဲ့ပြဿနာမျိုးတွေကျွန်တော်တွေ့နေရမလားပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်မနီးညက Chelsea ကိုစပါ sorry စပါပေါ့နော်ရှုံးနေကြာရှုံးနေသွားကြတဲ့ပွဲအပြီးမှာဘာဖြစ်လဲဆိုတော့အဲကျွန်တော်တို့ဘယ်နောက်ခံညာနောက်ခံကစားမားတစ်ယောက်ဖြစ်တဲ့ Jespans နဲ့ပေါ့နော်ဟိုခန်စင်မှုဖြစ်တဲ့ကျွန်တော်သာ Mickey Van Die Van ပေါ့ Van Die Van တို့နှစ်ယောက်ကပွဲအပြီးမှာထားပါတော့ဗျာဟိုတောမန့်ဖရန်ကကစားမားတွေကိုလိုက်နှုတ်ဆက်တယ်တည်ရမလားနော်ဟိုလက်ဆွဲနှုတ်ဆက်တယ်ဘာညာအဲ့အချိန်မှာ ဲ့ဒီချိန်မှာတော့ Thomas Frank နဲ့ဒီတိုင်းဖြစ်သွားတဲ့နေထားမှာ Van Di Ben ရော Spence ကိုနှစ်ယောက်စလုံးကလုံးဝကိုဘာမှမပြောဘဲနဲ့ကျွန်တော်တို့ကကြော်သွားတာဘေးမှာတော့ခင်ဗျားကျုပ်ဘေးကဖြစ်သွားတယ်လို့ပဲလုံးဝလုံးဝကိုဘီးဘာမှမလို့ကျွန်တော်ဖြစ်သွားတာအဲ့ဒီနေရာမှာ Thomas Frank ကဘာလုပ်နေလဲဆိုတော့အဲ့ဒီကောင်နှစ်ယောက်ကိုကြည်နေတာနောက်ပြန်ဟဲ့လို့ကြည်နေတာအဲ့ဒီကောင်နှစ်ယောက်ကို10မိနစ်လောက်ရှိတယ်လုံးဝကိုအဲ့ကောင်နှစ်ယောက်ကိုစိုက်ကြည့်နေ10မိနစ်လောက်ရှိတယ်ဗျာဒီလားပြောရရင်သူတို့ရဲ့အပြုတ်မှုကိုသဘောမကျဘူး ဒီနေရာမှာကျွန်တော်ရှုံးပွဲတွေကျွန်တော်နိုင်ပွဲတွေတည်ပွဲတွေကျွန်တော်ကြုံရမှာပဲဒါပေမဲ့လို့အဲ့ဒါလိုမျိုးကျွန်တော်ဖြစ်ခဲ့တဲ့အခါကျတော့ကျွန်တော်ကတော့ထင်ပါတယ်ဝန်စာလေကန်တော်တွေမှာဆိုလို့ကျွန်တော်နည်း intense ဖြစ်တဲ့အခြေအနေမျိုးတွေမှာကြုံရမလားပေါ့တကယ်တကယ်တမ်းကတပါတော့ဒီစပါတို့ Chelsea တို့ဆိုတာမျိုးကထိတ်တိုက်တွေးတဲ့အခါ Chelsea ရဲ့ဘက်ကပဲကျွန်တော်အများစုအตาရလေးရှိတယ်ဒါအပြင်ဒီနှစ်သင်းကကျွန်တော်ကဒါဘီပြိုင်ပွဲဖြစ်တဲ့အတွက်ပေါ့နော်ဒါဘီပြိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော်ပြိုင်ဆိုင်မှုကပြင်းထန်နေဗျာ နော်ဒါအပြင်တသိန်းနဲ့တသိန်းကလည်းဘယ်သူမှမရှုံးညင်ကြဘူးဆိုအဲ့လိုနေထားမျိုးမှာရှုံးသွားလို့မြန်ကစားမားရဲ့ဘက်ကနီးပြရဲ့ပြိုင်ဘက်ကိုချင်းကက်တဲ့ပုံစံတွေကိုသဘောမကျဘဲနဲ့ဒါမျိုးပြုတ်မှုသလားပေါ့တေချာတာတစ်ခုကတော့ဒါဟာနီးပြနေလူချင်းနဲ့အပြုတ်မှုမျိုးမဟုတ်ဘူးရှုံးပွဲတပွဲအပြီးမှာကစားမားတွေစီကနေပြီးတော့ဒီချက်ပူပြီးတော့ကစားမားတွေနေနေပေါ့နော်ရင်ရင်ကျက်ကျက်ပုံစံမျိုးတွေကျွန်တော်ကတော့ဖြည့်ရှင်းခဲ့တဲ့နေလို့ထင်တယ်ဒါဘလိုတွေဖြစ်လာအောင်မလဲတော့မသိဘူးဒါပေမဲ့ခုနကပြောလို့ပဲအဲ့ဗီဒီယိုကလစ်ကိုညီကလို့တွေ့ကြည့်တွေ့ကြည့်အသိလိမ့်မယ် ော်တော်ကိုကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲနီးပြားတယောက်မလူချင်းတဲ့ပုံစံမျိုးပါကျွန်တော်ပြောတာရှင်းရှင်းလေးရပြသည်လားသူ့ဘေးကနေကျွန်တော်ဖြစ်သွားတယ်စကားတွေဘာတွေမပြောဘူးဘာမှမနှုတ်ဆက်ဘူးเนาะအဲ့ဒီအနေထားကို Thomas Strand ကလှည့်ကြည့်နေတာအကြာရွယ်ပုံမှန်အားဖြင့်ဆိုလို့ကျွန်တော်ဒီ line ပြီးပြီးတော့ channel example တွေကိုနှုတ်ဆက်လိုက်မယ်เนาะမီဒီယာတွေဘာတွေမမြင်အောင်ဒါပေမဲ့ Thomas Strand အနေနဲ့အကြာရွယ်ဆိုတော့ဒါကဘယ်လိုပြဿနာတွေဒီကျွန်တော်ဖြစ်လာနိုင်လဲဆိုတော့နီးပြားနဲ့ကစားသမားတွေရဲ့ဂျားထဲမှာတအူးနဲ့တူအယုံကြည်မရှိရင်ဘာမှလုပ်လို့မရဘူး မိပြကဘောနော်ဒီကစားမားတွေကငါရဲ့ညီစနစ်တွေကိုယုံတော့လုံနိုင်စွမ်းမရှိဘူးဆိုပြီးတော့ညီပြကကစားမားတွေကိုမယုံရင်အဆင်မပြေနိုင်လို့ကစားမားတွေကလည်းဒီညီပြရဲ့အခြေအနေတွေကတော့ငါတို့အတွက်ယုံကြည်ခြင်းစရာမရှိဘူးဆိုတဲ့ပုံစံမျိုးဆိုရင်လည်းအဆင်ပြေမှာကျွန်တော်မဟုတ်ဘူးတော့ကစားမားနဲ့ညီပြကြမှာဓာမျိုးပြဿနာတွေဖြစ်နေတာကတော်တော်လေးတိုင်ပတ်ပါတယ်ပူဆိုးတာကဘာလဲဆိုတော့ဒီညီပြဟာစပါးအတွက်အသစ်ခန့်ထားတဲ့ညီပြပါနော်စပါးအတွက်အသစ်ခန့်ထားတဲ့ညီပြမီဂီဗန်နီဘန်ကလည်းစန်တာဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က အရေးပါတဲ့ကစားမတယောက်ဂျက်စပန်ဆိုလို့ရှိရင်ပဲအရေးပါတဲ့အဆွန်ကစားမတယောက်အဲ့တော့ကျွန်တော်ကတော့ဗောနော်ဘန်ဒီဘန်အနေနဲ့နီးပြကိုဒီလိုတုံ့ပြန်ရလောက်အောင်ဒီသူဟာကောင်းတဲ့ performance ပြနိုင်ခဲ့ခြင်းမရှိဘူးဆိုတော့သူတိထားဖို့လိုတယ်လို့ထင်ရယ်ဘန်ဒီဘန်အပုံမှန်အဖြစ်ကစားမကောင်းတယောက်ပါဒါပေမဲ့လေလို့ဗောနော်ဒီဒီပွဲမှာ Chelsea နဲ့ပွဲမှာသူတော်တော်လေးတိုင်ပတ်ပါတယ်သူတူတယောက်တည်းတိုင်ပတ်နေတာလားဆိုတော့လေမဟုတ်ဘူးစပါးဟာတသိန်းလုံးနီးပါကို Chelsea ကိုဘာမှမရှင်နိုင်ခဲ့တာ အဲ့ဒီတဲကမှဘန်ဒီဘန်တို့ပါလို့ဆိုလို့ချင်းအမားတွေကျွန်တော်ဖြစ်တယ်ပေလီရတဲ့ပထမကူးမှာဆိုလို့ရှိရင်ဒါပါတော့ပထမကူးမှာအိုက်ကူးမှာတော့မှသူ့ရဲ့အမားကနေကျွန်တော်ပေးရတာအဲ့ဒီအတွေ့အကြုံမြင်သူတို့သွားလာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီဂိုးပေးလီရတဲ့အချိန်မှာဟိုတောမတ်ဖရန့်ကရီဝူးတွေပါလေကန်ခွဲပလိုက်တာဗျာသိလားနော်အဲ့ဂိုးပေးလီရတဲ့အချိန်မှာလေဂျောက်ပက်ထရူဂိုးသွင်းသွားတဲ့အချိန်မှာဗျာအဲ့အမားကိုဖရန့်ကဟိုပေါက်ကွဲပြီးတော့မင်းရီပေးမှာရီဝူးတွေပါလေကန်ခွဲပလိုက်တာပေါ့အဲ့ဒါကူမြန်ဘန်ဒီဘန်မြင်ပြီးတော့ပြီးတယ်မလားသူဒေါ်လာထွက်သလားပေါ့ သိရမလားเนาะဘာကြောင့်လဲပေါ့ဒါတော့နောက်ွယ်ကအရာတွေပေါ့လေတေချာတာတကူကတော့အဲခုနကပြောလို့ပဲ Thomas Frank နဲ့ကစားမားရဲ့ဂျာတွေကပြုမှုတွေကအဆင်ပြေတဲ့အနေထားမှုတွေလုံးဝပေါက်မနေဘူးနီးပြကလည်းအသိခံထားတဲ့နီးပြတဲ့ကစားမားတွေကလည်းအဓိကကစားမားတွေသူတို့ဂျားထဲမှာအဆင်မပြေလို့ကျွန်တော်မရဘူးဆိုတော့ဟိုနီးပြပဲထုတ်ပေးခံရမလားဒါမှမဟုတ်ကစားမားတွေပဲအပြောင်းလဲလုပ်ပေးခံရမလားပေါ့ဒါမျိုးဆိုလို့ရှိရင်ဗျလာမယ့် Champions League ပွဲကိုပင်နေကင်းတဲ့ပွဲကိုသူဘယ်သူသွားတုံးမလဲ Mickey Benny Bank ကဒီလိုပြုမှုနေမယ်ဆိုလို့ရှိရင်သူ သူတကယ်တကယ်ကွင်းထဲမှာယုံကြည်လို့ရပါအောင်မလားဒန်ဆူကအဆင်မပြေလို့မှသူနဲ့ခရစ်စတီယန်ရိုမဲရိုကိုအားကိုးနေရပါတယ်ဆိုမှပေါ့နော်အဲရိုမဲရိုတယောက်တော့ပဲအဆင်ပြေနေတဲ့အခြေအနေမျိုးမှာဒါဘလို့မှမီဂီဘန်တို့ဘန်နီဘန်တို့ဆီကနေပြီးတော့လက်ခံလက်တင်ခံစရာအခြေအနေမျိုးတွေဟုတ်မနေဘူးအဲ့တော့အာစိတ်ဝင်စားဖို့ကောင်းနေပြီ။ပါရီဆက်ပြီးတော့ဖြစ်လာအောင်မလဲဆိုတော့ဒါဒီတိုင်းပဲကျွန်တော်အနေနဲ့ကစားမားရဲ့ဘက်ကတောင်းပန်ပြီးပဲပြည်လေသွားမလား။တေချာတာတကူကတော့ အဓိကကစားမားနဲ့အသင်းရဲ့နီးပြားသစ်ဖြစ်သူရဲ့ခြေထဲမှာအဆင်မပြေတာတွေရှိနေလို့မရပါဘူး။ဒါအပြင်ဘန်နီဘန်တို့စိတ်တူအားလောက်အောင်ထိပေါ့နော်။အခုလက်ရှိစပါရဲ့အချင်းကြီးကအရင်ကြီးဆိုးနေတဲ့နေရာမှာမပါဘူးလို့ကျွန်တော်ထင်တယ်။ဒါအပြင်ဒန်ရကစားမားတွေသူတို့အသင်းမှာများနေပါတယ်။ဆိုတော့နီးပြားရဲ့အနေထားတွေကလူတွေပါတွေစုံလာပြီဆိုရင်ပူကောင်းကျင်နဲ့ကောင်းလာမှာပဲဆိုတော့တွေးထားသင့်တယ်လို့ကျွန်တော်ထင်တယ်ဘန်နီဘန်တို့အနေနဲ့ညီကလို့ရောဘလူတွေဆက်ဖြစ်လာမယ်ထင်ကြတယ်။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။